မိမိတို့ကမိမိခန္ဓာကိုယ်ကိုမိမဟိုတဲ့ပုဂ္ဂိုလ်သတ္တဝါလို့သူမြတ်ပြောတယ်ပြောဘူးမှတ်ပြီးတော့ခိလေသာဖြစ်လို့သံသရာလဲတယ်လို့မြတ်စွာဘုရားမြင်တယ် ။ဟောဝိပ္ပခန္ဓာကိုယ်ရဲ့သဘာဝဖြစ်ရအမှန်ကိုသူများပြောမဟုတ်ဘဲနဲ့ကိုယ်တိုင်သိတဲ့အသိနဲ့အသိဉာဏ်ဖြစ်အောင်လက်ပြရတဲ့အလုပ်လုပ်ကျောင်းသူများပြောတဲ့မိမဝကြပုဂ္ဂိုလ်သတ္တဝါဆိုတဲ့ပညာကို လုံးဝအာရုံမပြုဘဲနဲ့ဖယ်ထားလိုက်ခန္ဓာကိုယ်ရဲ့ပင်ကိုယ်အရှိကိုရှိတဲ့အတိုင်းသိမယ်လို့ယောနိသောမနတိကာရနှလုံးသွင်းမှန်မှန်နဲ့ခန္ဓာကိုယ်အခဲခါခန္ဓာရဲ့ပင်ကိုယ်သဘောတရားအမှန်ကတစ်မျိုးမိမိတို့မှတ်တာကတစ်မျိုးဖြစ် မိမိတို့မှတ်တာသူများအပြုံးဟုတ်ခါနဲ့ပင်ကိုယ်သဘောကိုပင်ကိုယ်တိုင်းသိတာကိုကိုယ်ရင်သိရမယ်ဉာဏ်သဘောခန္ဓာကိုယ်ရဲ့ပင်ကိုယ်သဘောဝါတော့မိမိတို့ဟိုတန်ត្រာဘုရားဆင်းရဲမှာ ကိလေသာဖြစ်ပြီးဒုက္ခဖြစ်အောင်ဖန်တီးတဲ့တရားမပေါ့ဒါကိုယ်တိုင်သိတဲ့အသိဉာဏ်ဖြစ်အောင်စိတ်လေးငြိမ်ငြိမ်ထားပြီးတော့ခန္ဓာမှာသူ့လက္ခဏာနဲ့သူပေါ်ပြတဲ့သဘောတရားကိုသိနေမယ် မိမိရဲ့စိတ်ကူးကြံစည်ချက်နဲ့လှုပ်ဆောင်တဲ့လုံးဝမပါတဲ့ပင်ကိုယ်သဘောကိုကြည့်သိတော်မူပြန်တော်မူတဲ့မြတ်စွာဘုရားခန္ဓာရဲ့ပင်ကိုယ်သဘောကိုကိုယ်တော်ရင်လေ့လာသိရှိပြီးတော့ညွှန်ပြထားတယ် ရေခါရပစ္စယနာမရူပအတိတ်ကအကြောင်းတရားလေးပါးကိုအပြုပြင်လှုပ်ဆောင်ခြင်းနဲ့ခန္ဓာကိုယ်မှာသိသဘောနဲ့ဖောက်ပြန်လို့ဖြစ်လာတယ်တတိခန္ဓာဘုံမှာမြတ်စွာဘုရားရဲ့အမြင် ယောခန္ဓာ၅ပါးယုံနဲ့၅ပါးဆိုတာအမှန်တရားပရမတ်ဒီမှန်တရားပရမတ်ကိုမြတ်စွာဘုရားတို့ဒီစားလဲပူရောရပါရမီနဲ့ရင်းနှီးပြီးတော့လာလို့ရတဲ့သတ်ပြီးတော့ညံတော်နဲ့မြင်တဲ့အမြင်ကိုယ်အနေနဲ့တော့မသိပါဘူးဒါလည်း အဲ့ဒါနူးညံ့တဲ့ပရမတ်တရားတွေသဘာဝတရားတွေမြတ်စွာဘုရားစိတ်လေးငြိမ်ငြိမ်သာပြီးတော့ခန္ဓာကိုယ်အခဲခတ်ပါသဘာဝတရားတွေမီသည်မိမိတို့ပုဂ္ဂိုလ်သတ္တဝါအနေနဲ့လှုပ်ဆောင်တဲ့လုံးဝမပါတဲ့စေဝသဘော ခန္ဓာရဲ့ပင်ကိုယ်သဘောအရှိကိုရှိတဲ့တည်းသိနေပါဒါရီခန္ဓာကိုယ်မှာမိမိရဲ့စိတ်ကူးကြံစီချက်မပါတဲ့ပင်ကိုယ်သဘောတရားကို မိမိတို့ဖန်နေယူတဲ့ကိလေသာမပါတဲ့ပင်ကိုယ်စိတ်နဲ့သိနေပါဒါတွေကတော့ရုပ်ဘဏလက္ခဏာနဲ့ဖောက်ပြန်တဲ့သောတွေတွေ့လိမ့်မယ်တွေ့လိုက်ရင်ဒီသဘောတရားတွေရဲ့လက္ခဏာကိုကြည့်ပြီးတော့မငြိမ်မသက်ပြောင်းလဲနေတဲ့ဖောက်ပြန်မှုတွေပဲ သိလိုက်ပါဒီလိုသိတဲ့နေရာမှာကိုယ့်ကိုယ်ကိုလည်းပြန်ပြီးတော့ကဲခတ်ပါဘာသူရပြောတယ်ပြောလံကြမ်းနဲ့သိတာလားစိတ်ကူးပြန်ပြီးကျက်နဲ့သိတာလားဆိုတာပြန်စစ်ကြည့်ကိုယ်ရင်သိတယ်သိဟာတရော့ရော့နဲ့ဖောက်ပြန်တဲ့သဘောတရှိရင်တလှုပ်လှုပ်နဲ့ဖောက်ပြန်တဲ့သဘော တောက်တဲ့ခက်မာပြီးတော့ ဖောက်ပြန်တဲ့သဘောပူရင်းနှွေးစိန်ပြီးတော့ဖောက်ပြန်တဲ့သဘောလေးဒါရီယာကိုယ်တိုင်မလုပ်ခွင့်နဲ့ငြိမ်ပြီးတော့အကဲခတ်တာနဲ့သူ့သဘောသူဆောင်တဲ့သဘောတရားတို့ဟာမငြိမ်မသက်တဲ့ပြောင်းလဲတဲ့လက္ခဏာတွေတွေ့လို့တရရခန္ဓာရဲ့ပင်ကိုယ်သဘောပဲဘလူကောမှ လှုပ်ဆောင်ဖန်တီးလိုက်တာမဟုတ်တဲ့သဘာဝတရားတွေပဲတကယ်ကိုမငြိမ်မသက်တဲ့ဖောက်ပြန်မှုတွေပဲသက်သက်သာသာနဲ့သိုံလေးသိနေပါတရားထုတ်တယ်ဆိုတာခန္ဓာရဲ့ပင်ကိုအမှန်ကို ခန္ဓာကကြည့်ရတယ်သူ့လက္ခဏာကိုကြည့်ပြီးတော့ဟောဒီခန္ဓာမငြိမ်မသက်တဲ့ဖောက်ပြန်မှုတွေပဲကိုယ်ကလိုက်သိမဲ့လိုက်သိရကိုယ့်ရဲ့လုံးလပယောကနဲ့လှုပ်ဆောင်မှုမပါတဲ့သဘောဝတရားတွေပဲ ိုကိုယ်တိုင်လက်တွေ့ကြကြသိနိုင်လောက်တဲ့သဘာဝတရားကိုသူ့ရဲ့ပင်ကိုယ်သဘာဝအတိုင်းဖောက်ပြန်တဲ့သဘောတွေပဲတရားအားထုတ်တယ်ဆိုတာခန္ဓာရဲ့ပင်ကိုယ်သဘောကိုထပ်ခါထပ်ခါကြည့်ပြီးတော့ယုံကြည်ချက်ရအောင် လုပ်တာပဲရှိတယ် ထူး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 ဘာမှမလုပ်ပါဘူးသက်သက်သာသာနဲ့ခန္ဓာကိုယ်သဘာဝကိုစောင့်ကြည့်ရတဲ့ကိစ္စယောဂနဲ့တူလဲဖောက်ပြန်တဲ့သဘောတွေပဲအင်းနဲ့ဘူးနဲ့တူလဲဖောက်ပြန်တဲ့သဘောတွေပဲတောင်းနဲ့တင်းနဲ့တူလဲဖောက်ပြန်တဲ့သဘောတွေပဲ ခန္ဓာကိုယ်တကယ်တော့တည်တတ်ခိုင်မာမှု မရှိတဲ့ရွေ့ရှားပြောင်းလဲနေတဲ့ဖောက်ပြန်မှုတွေပဲဒါရီခဲခဲရေရှာဖူရတဲ့သဘောတရားမဟုတ်ဘူးခန္ဓာပေါ်မှာအသိစိတ်လေးငြိမ်ထားရင် ဒီသဘောတရားတွေကိုလိုက်တယ်သိသွားရုံနဲ့ဒီခန္ဓာတည်ဆောက်ထားတဲ့အမှန်တရားတို့ကတော့ဓာရီပဲလို့သိရနေပြီးတော့ဓာရီသာလဲအမှန်ဖြစ်တယ်လို့ထပ်ခါထပ်ခါသိသောအဖြစ် ခန္ဓာရဲ့အမှန်တဘောယုံကြည်ချက်ရသွားရင်ဒါတရားရတာပဲခဲနဲ့လို့မဟုတ်မိမိရဲ့သိစိတ်ခန္ဓာမှာငြိမ်ပြီးတော့သဘောဝတိုင်သိနေတဲ့အသည့်ပဲမိမိတို့ခဲနေတာက အမှန်တရားပေါ်ပါထပ်ခါတက်ကသိပြီးယုံကြည်ချက်ရဖို့သခဲချိန်ဖာများတော့ထပ်ခါတက်သိရင်ယုံကြည်ရကြအဲထပ်ခါတက်ကသိဖို့ပဲအရေးကြီးတယ်ခန္ဓာကိုယ်ဆံများချီပြားဘယ်နေရာကိုအာရုံပြုပြုအကဲခါကား သူ့ဉာဏ်နဲ့သူမငြိမ်မသက်တဲ့ပြောင်းလဲချက်တွေရှိနေတာဂရုစိုက်ပါမိမိတို့လောကပညာနယ်တွေကသိသမျှတွေ့သမျှအာလုံးပြိလိသာ နေရဖြစ်တဲ့ကိစ္စအဲ့ဒါအခုချိန်မှာ ခံလိုက်ပြင်းအရှိကိုရှိဘူးတတိထားတဲ့အချိန်ကြတော့မိမိတို့နောက်ကကိလေသာဖြစ်တဲ့ပြည့်ညက်ကိုလုံးဝအာရုံမပြုဘဲနဲ့ပြည့်ညက်တွေထပစ်တော့ကိလေသာဖြစ်တဲ့သဘောတရားတွေဖယ်ပြီးတော့ခန္ဓာရဲ့ပင်ကို အရှိကိုရှိတဲ့အတိုင်းသိပါတယ်ဆိုရင်တော့ဖောက်ပြန်တဲ့သဘောအပြင်းတခြားသိလျာမရှိဘူး အဲ့ဒါလည်းပဲကိုယ်လုံလောက်ပြောကနဲ့ရှာဖွေသိရတဲ့အလုပ်မဟုတ်ဘူးခန္ဓာကိုယ်မှာသိစိတ်ကပ်ထားရင်သူ့သဘောတရားလမ်းကြောင်းကိုနောက်ကနေလိုက်ပြီးတော့သိနေရတဲ့အသိကဖောက်ပြန်တဲ့သဘောပဲ မိမိတို့သိဘူးအသိလေ့ကျင့်ကလုံနေတဲ့ဖောက်ပြန်တဲ့လောရီယာခန္ဓာကိုယ်မှာမြင့်မြတ်ရည်စည်းတာမပြတ်သလိုအမြဲဖောက်ပြန်ကိုယ်သိကတ်ထားသမျှတော့ဖောက်ပြန်တဲ့သဘောကတစ်မျိုးမဟုတ်တစ်မျိုးဖောက်ပြန်နေကြတာကြီးပဲ ဒါကိုလောကပညာနယ်ကရုပ်တရားလို့ခေါ်တော့ကိုသိရတဲ့အတိအဖောက်ပြန်မှုပဲမငြိမ်မသက်တဲ့ပြောင်းလဲချက်တွေပဲမမီးအတိအကိလေသာဖြစ်တဲ့ပညာနယ်ကနေပြီးတော့ကိလေသာမဖြစ်တဲ့ ਪਰ မအတိဖြစ်အောင် အသိစိတ်ကြီးသည်မျိုးတော့ရှာမယူပါဘူးသဘာဝတရားတွေတမျိုးမဟုတ်တမျိုးဘယ်နှမျိုးပဲတွေ့တွေ့သဘောတရားအနေကတော့ဖောက်ပြန်တဲ့သဘောကြီးအဲ့ဒီသူ့သဘောဝရှိဖောက်ပြန်မှုကိုရှိတဲ့အတိုင်းဖောက်ပြန်တဲ့သဘောလို့သိနေပါဒါကလည်းမိမိရဲ့အသိဉာဏ် အလုံးအဲ့ဒါဂျိန်ဖောင်မြတ်ရောခန္ဓာကိုယ်ပါသတိထားပြီးတော့แก้ခတ်တိုင်းဒါရီယဘေခာမတည်တတ်မှုငြိမ်သက်မှုမရှိတဲ့ဖောက်ပြန်တဲ့သဘောပဲလို့ သဘောပေါက်သွားအောင်ဒီသဘောတရားတွေလားအမှန်ပဲလို့လက်ခံယုံကြည်မှုရအောင်လေ့ကျင့်နေရတယ်လို့ခန္ဓာကိုယ်သူ့သဘောဝပင်ရင်တိုင်းထားပါတရားထုတ်ပဲဆိုမှ သတ်သတ်လှုပ်ဆောင်ရတဲ့သဘော မဟုတ်တဲ့ယထာယထဝပဏ္ဏသကာယောပဏိတောဟောဒီခန္ဓာကိုယ်ပင်ကိုယ်အရှိကို ရှိတဲ့အတိုင်းတထတထနာမ်ပဇာနာတိဒါဝတိနေပါမိမိစိတ်ကလည်းပဲဘာဝဝစိတ်မကူအာယုံမပြုဘဲနဲ့ခန္ဓာကိုယ်ရဲ့အရှိကိုယ်သာရှိတဲ့အတိုင်းသိမယ်လို့စိတ်ကပြတ်ထန်းပြီးတော့ ရှိနေတဲ့ဖောက်ပြန်မှုရှိတဲ့အတိုင်းဖောက်ပြန်နေတယ်ဖောက်ပြန်တဲ့သဘောလို့သိနေတယ်ထက်ခါတကကြည့်ရတာမိမိခန္ဓာကိုယ်ပေါ်မှာအမှန်တရားကို အဖွန်တိုက်ဒါတွေပဲရှိတယ်လို့အသိညာခိုင်မာသွားအောင်လေ့ကျရတယ်လို့ကြာကြာထိုင်နာလို့ညောင်းလာညာရာကြိုက်တာခဲတာလုံးဝအာရုံမပြုဘူးညောင်းညာတိုက်ခဲလို့ စိတ်မသက်ပါသာဖြင့်နေရာပြလိုက်ခန္ဓာရဲ့ပင်ကိုယ်ရှိ ဖောက်ပြန်မှုကိုမျက်ခြင်မပြောင်းဘယ်နေရာဖောက်ပြန်ဖောက်ပြန်ဖောက်ပြန်တဲ့လောကြီးပဲသိပြီပါဒါခန္ဓာလို့ဘုံဉာဏ်လို့ခန္ဓာဘယ်လိုနေနေအသိဉာဏ်မှန်ဖို့လို့ဟောက်ပြန်တဲ့သော မိမိတို့ခန္ဓာရှိကိုရှိတဲ့အတိုင်းဖောက်ပြန်တယ်လို့သိရတာဝုံမလျော့ဘုသာသရာကျုပ်ဖို့လွတ်ဖို့အားထုတ်တဲ့နေရာမှာအင်းနံသက်သာတဲ့နည်းပဲအမိပြောင်းဖို့လို့ခန္ဓာရဲ့ပင်ကိုအရှိတရားအမှန်တရားသဘာဝတရားတို့ဟာ ဘယ်သူမှပြုပြင်ဖန်တီးလှုပ်ဆောင်လို့မရတဲ့အနတ္တသဘောလားအခုကြည့်ပါအနတ္တဆိုတဲ့မိမိအလိုတိုင်းမဖြစ်တဲ့သဘောတရားတွေကခန္ဓာကိုယ်မှာသူကိစ္စသူဆောင်ရွက်နေမျိုးမျိုးနဲ့ဖောက်ပြန်တဲ့သဘောတွေကိုမိမိကကန့်ကွက်တားမြစ်လို့မရတဲ့အနတ္တသဘော ဒီတော့သူ့သဘောကိုသာအလိုက်သိသိသွားဖို့ကိုလိုတယ်ခန္ဓာကိုယ်ပြုပြင်ဖန်တီးပြီးလုံးရတဲ့ကိစ္စမဟုတ်ဘူးပင်ကိုရှိတာကိုအသိမှန်ဖို့လိုတဲ့အတွက်ဖောက်ပြန်တဲ့သဘောအလိုက်သိသိပြီး မိမိတို့တတိထားပြီးတော့အသိဉာဏ်သာဖြူဆိုင်ပါခဲနဲ့လုံဖို့အကယ်၍ခန္ဓာရဲ့ပင်ကိုယ်သဘောအမှန်ပရမတ်ကိုအသိဉာဏ်နဲ့မှတကယ်ဖောက်ပြန်တဲ့သဘောတွေပဲလို့ကိုယ်သည်ခိုင်မာသွားရင်ရတဲ့အကျိုးတရားတွေအနည်းတော့ဘုံအကျိုးတရားကိုမကြည့်နဲ့သဘောဝတရားတွေရဲ့ မကြီးမသက်တဲ့ပြောင်းလဲချက်ကိုမိမိစိတ်ထဲနှလုံးထဲမှာစွန့်မြဲသွားအောင်တကယ်ကိုဖောက်ပြန်တဲ့သဘောတွေပဲလို့သိပေးပါမိမိအသည့်ခိုင်မာတော့ကိုယ်တိုင်ကိုယ်တိုင်ဒီလိုသိတဲ့အတွက်ရတဲ့အကျိုးတရားကိုကိုယ့်အကူသိလာပါလေ ဒီမှာပြရလေတဲ့ဓမ္မ ानु ပါဒနာပြိပ္ပံနီးဓမ္မ ानु ပါဒနာဓမ္မဆိုတာအမှန်တရားပရမတ္ထဓမ္မယုတ်ဓမ္မနန္ဓမ္မဖောက်ပြန်မှုအမှန်တရားသိမှုအမှန်တရား မိမိတို့ဖောက်ပြန်တာကိုသဘာဝအမှန်မသိလို့ဒီခန္ဓာကငါပဲသူပဲထင်တဲ့တဏှာစွဲငါ့ဥစ္စာလို့မှတ်တဲ့တဏှာစွဲငါလို့ထင်တဲ့မာနစွဲ ငါရဲ့နှစ်သာရအတ္တလို့မှတ်တဲ့ဒိဋ္ဌိအစွန်းစလို့ကြရဖောက်ပြန်တယ်လို့သိကြရဒီအစွန်းတွေလုံးဝဖြစ်ခွင့်မရအဲ့ဒါကိုသိတော်မူတဲ့မြတ်စွာဘုရားဇက်တိုက်သိပေးစမ်းသိတိုင်းသိတိုင်းဒီအစွန်းတွေစွန်းလို့မရဘူးဖောက်ပြန်တဲ့သောစတွေ့တွေကကိလေသာအဖြစ်ရပ်ပေါ် မပြုတ်သေးပေမဲ့လို့ဖြစ်ခွင့်မရဘူး။ဖောက်ပြန်တဲ့သဘော။ကျောင်းမြတ်တော်ကနေတံမမှာဖောက်ပြန်တဲ့သဘောအမှန်လို့သိနေရင်ငေါ့ဆိုဆိုအစွဲမစွဲဘူး။စွဲလို့မရဘူးဆိုတာမြတ်တော်ပြဟောတာ။ဖောက်ပြန်တယ်လို့သိတဲ့အသည့်ကနေတော့ဟာမှာလို့ ငါလို့လဲမာနနဲ့ဆိုလို့မရဘူး။ဟောပြတဲ့သဘောအမှန်လို့သိတယ်အပြီးဟာနတ်မေသောအတ္တမိမိတို့သံသရာမှာဒုက္ခပေးတဲ့ခေါင်းဆောင်သက်္ကာတိအစွဲဆွဲလို့မရတဲ့အခြေဒါကြောင့်အဲ့ဒီအကျိုးတရားတွေဟာသတ်သာရှာယူရတာမဟုတ်လှုပ်ယူရတာမဟုတ် ဒီအသည့်ပြောင်းပြီးတော့အမှန်သဘောပေါ်မှာအမှန်ကြလက်ခံယုံကြည်မှုရအောင်သိသွားရင်ဒီအစိုးရလုံးဝပြုတ်သွားမယ်ဆိုတဲ့အကြောင်းအရင်ကြကြဓမ္မနုပါဒနာနိယပရမတ္ထဓမ္မကိုကိလေသာမဖြစ်တဲ့သဘောတရားကိုစတင်ပြီးတော့လေ့လာတဲ့ကိစ္စဟောက်ပြန်တဲ့သဘောစသိတဲ့ကဒီအစိုးရဆိုလို့မရဘူး တရားကိုသိရမယ်အမှန်တရားရှာယူရမဟုတ်ဘူးလုံယူရမဟုတ်တဲ့သဘာဝအရှိကိုမှန်မှန်သိနေရတယ်ဒီဆိုရင်သူ့ဟာသူဆိုလို့မရအောင်ဖြစ်သွားအင်္ဒါကောင်းတယ်နီဖောက်ပြန်တဲ့သောကိုယ်ခန္ဓာအရှိကိုကိုယ်ကိုယ်တိုင်သိတဲ့အပြီးဖြစ်အောင်မြတ်မြတ်သိပြီ တကယ်ကိုသတိထားပြီးတော့စိတ်ငြိမ်ငြိမ်နဲ့ခန္ဓာဖောက်ပြန်မှုကိုသိနေတဲ့အချိန်ဟာကိုလုံးပြန်ယူတဲ့ကိစ္စမဟုတ်တဲ့အကြောင်းပြုသူလုံးသူဖန်တီးသူမပါတဲ့သဘာဝတရားဖြစ်တဲ့အကြောင်းကိုကိုယ်တိုင်သိပါလေကိုယ်သဘာဝတရားနောက်ကနေလိုက်ပြီးတော့အလိုက်သိနေရုံပဲဖောက်ပြန်နေတော့ဖောက်ပြန်နေတယ် ဒီခန္ဓာဒီဖောက်ပြန်တဲ့သဘောတရားကြီးအမှန်ပဲတဖြည်းဖြည်းနဲ့အသိဉာဏ်မှာလက်ခံယုံကြည်မှုရအောင်ထပ်ခါတကသိပြီ ကိုရှိပါမယ်သိရမယ်ဖောက်ပြန်မှုတွေကတော့ဘယ်တော့မှမရဘူးအဲသူဖောက်ပြန်တိုင်းကိုကိုယ်အတိအဇက်တိုက်လေးသိပေးဖို့လိုတယ်တကယ်ပင်ကိုခန္ဓာရဲ့သဘာဝတရားတော့ သူကိစ္စသူဆောင်ရွက်ခန္ဓာဒီသူကိစ္စသူဆောင်ရွက်နေတဲ့ဖောက်ပြန်တဲ့သဘောတွေပဲမိမိတို့ဒီခန္ဓာကိစ္စအမှန်တရားနောက်ကနေလိုက်ပြီးတော့ဖောက်ပြန်တဲ့သဘောတွေပဲလိုက်သိရုံပဲသတိထားပြီးတော့ဝိဥ္စိုက်ပါတိတက်တဲ့စိတ်ခန္ဓာမှာငြင်းငြင်းသက်သက်ရှိနေလို့တော့ ီသဘာဝတရားအမှန်တရားမသိခြင်းမနေရဘူးသူတို့ကအမြဲပြကိုယ်သိဉာဏ်ခန္ဓာကိုယ်မှာမြည်ရည်သက်သက်ရှိနေရင်တော့သိမှာကြီးပဲ။တော့အသိစိတ်အပြင်မရောက်အောင်တတိထားပြီးတော့ခန္ဓာကိုယ်ရဲ့ဆံပြားခြေပြတကူလုံး ဘယ်နေရာကဖောက်ပြန်တဲ့သဘောဖြစ်ဖြစ်မငြိမ်မသက်တဲ့ပြောင်းလဲဖြစ်ပဲခန္ဓာရဲ့သဘောတရားဒီဖောက်ပြန်မှုပဲဒါသာမှန်မှန်သိပြီအချိန်နေတော့ဘူး ဝိပဿနာအလုပ်သတိပြန်အလုပ်ဆိုတာခန္ဓာရဲ့ပင်ရဲ့အရှိကိုမသိတဲ့ပုဂ္ဂိုလ်များအမိညာပြောင်းလဲဖို့အတွက်ခန္ဓာရဲ့အမှန်ဖြစ်ရသဘောတရားကိုအမှန်တိုင်းကိုယ်တိုင်ကိုယ်ကျသိတဲ့အသည့်ဖြစ်အောင်ခန္ဓာကိုယ်သတိထားတဲ့လုံလား ကိုခန္ဓာရဲ့အမှန်သဘောကိုကိုကယုဆက်ပြီးတော့သိသလောက်ဒီသဘောတရားတွေအမှန်ပဲလို့ယုံကြည်သလောက်ကိုဓာတ်သိဖို့လို့ကြိုးစားတဲ့အလို့အောင်မြင်တဲ့ကိစ္စထူး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 မလွတ်အောင်ဖောက်ပြန်တဲ့သဘောအမှန်ကိုဖောက်ပြန်နေတယ်ဖောက်ပြန်တဲ့သဘောတွေပဲလို့ဒီအသိမြဲဖို့ပဲကြိုးစား ဒီသဘောတရားတွေမယက်မနာမငြိမ်မသက်ပြောင်းလဲဖောက်ပြန်ရွှေရှားနေတဲ့အတွက်မိမိတို့ဟာခန္ဓာကိုယ်စရရကြရတဖြည်းဖြည်းနဲ့ရင့်ရိုတဲ့အဖြစ်ကိုရောက်လာသူတို့ပြောင်းလဲနေတာဖောက်ပြန်တဲ့သဘောတွေပြက်ပြက်ပြီးတော့ပြောင်းလဲလာအဲ့ဒီအနေကနေပြီးတော့နာတဲ့အဖြစ်ကိုရောက်အဲ့ဒီအနေကနေပြီးသေတဲ့အဖြစ်ရောက်တော့တာသူတို့ရဲ့အမှန်ဆော်ရွက်ချက် ။ကျောင်းသူတို့မျက်စိမပြောင်းဖောက်ပြန်တဲ့လူတွေဖောက်ပြန်နေတယ်။အဲ့ဒီတည်းကမိမိတို့ခန္ဓာရဲ့သဘောတရားအမှန်ကိုသိသွားတော့အမှန်တရားကိုလမ်းကြောင်းတိုင်းဓာတ်ရုပ်ခန္ဓာဘောသူမျက်စိပြောင်းဟောသူအမှန်ကိုသိတဲ့သံဝတ္တိညာနိဗ္ဗာန်ကိုပြေဝင်သွားတာ။ဖောက်ပြန်တဲ့သဘောဒီအသိရင့်ကျက်သွားရင် နိဗ္ဗာန်နိုင်တော်နိဗ္ဗာန်ပေါ်တော်နိဗ္ဗာန်ပပါရောကျက်တော်ပြဟောတာအသိညာတော်လေးအဲ့ဒီအသိညာခိုင်မာဖို့အတွက်ထောက်ပြတဲ့သဘောကိုများများသိပြီ ကိုင်းအချိန်ပြည့်သွားပြီ